မလားမင်္ဂလာပါမင်္ဂလာပါကိုဟိုတက်တက်လေးပါအောင်ဒါဆိုလည်းဘယ်လိုလေးကြည့်ကြွဲပါအဲ့ဒီကြည်ကြွယ်လာတာကိုကဝင်ကြည်ကြွယ်ပြရအဲတချင်းလေးနားထောင်ကြည့်လိုက်တဲ့ချိန်မှာအကောင်လေးကမကောင်းလို့ကောင်မလေးအသေးကွဲတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါညီမလေးမိသားဆွေက item ပို့လို့အောင်မထင်ပါလေဒရိုက်တာတော့ဟိုဘယ်လိုခိုင်းမျိုးတော့မသိသေးဘူးပေါ့နော်ဒရိုက်တာသူခံစားချက်တွေကကိုသားဟောင်းပြောရတာမသိတော့အဲ့ဒါတော့ကျွန်တော်လည်းမသိကျွန်တော်မသိတဲ့အပိုင်းဖြစ်သွားရင်တချင်းနားထောင်ကြည့်ရတော့တချင်းလေးကတော်တော်ကောင်းတယ်တော်တော်ကောင်း ူချိုးထားတာလေးကလှတယ်တော့ဟုတ်ပါဒါလည်းမကြအဘလိုလေအဲဟုတ်တယ်ဟိုကဂျားလေးပေါ့နော်ပုံမှန်ဆိုရင်ညီမလေးကလို့မြန်မာတန်စင်လေးဆိုတာများတယ်အဲဒီတစ်ခေါက်ကအဲ့လိုဂျားလေးပေါ့ဂျားလေးကမှဘယ်လိုပဲနားထောင်နားထောင်ဘယ်ဘက်ဆိုင်ပဲနားထောင်နားထောင်ဟိုအဲတခုခုကြံတဲ့တခြင်းလေးပါတခြင်းနဲ့ချစ်စရာလေးဟုတ်လားသူကြင်နားထောင်နေတာနားထောင်နေတာပေါ့ဒါနဲ့သူနားထောင်ပြတာအခုဖို့ဖြစ်ဖို့ကမှ YouTube ပေါ့ဟုတ်ပုံစံမျိုးစုံနဲ့တက်တာဟိုပေါ်ထဲမှာဆိုတာတွေရောဒီကြိုက်ထားတာတွေရောဟုတ် ပူလေးအတန်လဲကောင်းလာတယ်ပူပြီးတော့ညက်လာတယ်လို့အဲ့လိုပြောတာအဲဒါကတော့ဟိုဟိုဘယ်လိုပြောရမလဲကျွန်တော်အစိတ်ထင်ပါတော့အလောက်ကပဲဒီလိုပဲအကုန်လုံးအတင်ကြတာပဲလေကျွန်တော်တို့လည်းဟိုစပြီးတော့တရုတ်ဆောင်ကသာကျွန်တော်ရှင်မွေလာပါခင်ဗျာဆိုတော့ကင်မရာရှေ့မှာတခြားမပြောရဲဘူးလေပြီးတော့တဖြည်းဖြည်းနဲ့လုံရင်းလုံရင်းနဲ့အဲအလောက်အတွေ့အကြုံတွေရလာတဲ့ခါကျတော့ဟိုတဖြည်းဖြည်းပို့ပြီးတော့အစဉ်ပြေလာပေါ့နော်အဲညီမလေးလည်းအဲ့လိုထင်ပါတယ် ဆိုရင်ဆိုရင်ဆိုရင်ဆိုနေငကိုလည်းအတန်ကောင်းနေဒါပေမဲ့ဟိုတချို့ဟာကြီးကြတော့လေဟိုဘယ်လိုပြောရမလဲနည်းနည်းစိုးရင်ကြောင်းကြမှုငယ်သေးတဲ့ခါကျတော့တမျိုးတစ်ဖုံလေးကျွန်တော်တို့ဆိုလည်းအဲ့လိုဖြစ်လာပဲလေအခုညီမလေးကြောင့်ဆိုရင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 ်နဲ့ပို့ပြီးတော့ပြိတ္တနဲ့ဟိုဟာဖြစ်လာတယ်ထိတွေ့လာပြီးတော့ပို့ပြီးတော့ဘယ်လိုဆိုရင်ဘယ်လိုပို့ကောင်းမလဲဘယ်လိုဆိုရင်ဘယ်လိုပို့ကောင်းမလဲဆိုတာလေးပို့တိလာလို့ပူ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 ကြီးကောင်းလာတယ်လို့ထင်ပါအရင်နဲ့လည်းကောင်းပါတယ်100%ကောင်းပါတယ်အခုက100ကျော်သွားတာပေါ့ကျော်သွားပြီကျော်သွားတာအဲ့တော့ငါဆင်းကြတယ်ကျွန်တော်ရှင်ဝေလာပါခင်ဗျာလို့ message လို့ပေါ့ဟုတ်အဲ့တော့ ဘလို့ဖြစ်လို့ဒီအနည်းငယ်တော့ဟာလေရောက်လာတာတမင်ခုံဆင်းလာတာလားမျိုးရိုးရှိလို့လားအာဒီလူပြောင်ရွတ်တလို့ဘလို့ပြောင်းလဲအဲအဓိကတော့အမေကျွန်တော်အရှိအင်တာဗျူးတွေတော်တော်များများပါလေဖြေခဲ့ဘူးတယ်ပေါ့နော်ကျွန်တော်ကအဲ့လိုဒီစတဲ့တနေ့ကြားတဲ့ချိန်မှာတငယ်ချင်းတွေအကုန်ကအကုန်လုံးအောင်နေကျွန်တော်မအောင်တဲ့ခါကျတော့ကျွန်တော်ရှက်ပြီးတော့အိမ်ထဲအမြင်မထွက်တော့နောက်တစ်နေ့ပြန်အောင်ရတဲ့ချိန်ကျတော့လည်းမထွက်ဖြစ်တော့ကျွန်တော်ထွက်ဖြစ်တော့မေကဒီတိုင်းနေနေတော့အဆင်မပြေဘူးဆိုပြီးတော့ အဲ့လိုလူတော့မလို့ဖြစ်မယ်ဆိုပြီးတော့အဲ့လိုမော်ဒယ်တင်တဲ့အတ္တာနေပြီးတော့ပိုးပါသွားတာပါပြီးတောက်လျှောက်အဲ့လိုလှုပ်ဖြစ်သွားတာအဲ့လိုအဲ့လိုပုံစံမျိုးပါဟုတ်လားမော်ဒယ်တင်တဲ့မှာကျတော့ကိုလိုလူတွေတွေ့ပြီးတော့အာတရားအောင်မြင်သွားတာတွေ့ဒီလိုဒီလိုဝိညာဉ်နဲ့စိတ်နဲ့ဖြစ်သွားတာလားကိုရုပ်ကိုကြီးနေတဲ့ဖြစ်မယ်ဆိုလို့စိတ်ကူးမိတာအဲဘေးနားအနေနဲ့အဲ့လိုမြောက်ပေးတာပေါ့နော်မြောက်ပေးကြတာပေါ့ဒီထက်ပိုကြိုးစားလိုက်ပိုဖြစ်သွားမယ်ကြောက်မနေနဲ့လှုပ်လိုက်ဘာညာဆိုရဝိုင်းပြီးတော့လှော်ကြတော့အဲငါကြောက်စိတ်ကိုဖယ်မရမယ်ဆိုကြောက်စိတ်လေးဖယ်ပြီးလှုပ်ကြည့်လှုပ်ကြည့်နေတယ် အဲဒီဒီအခြေအနေထိရောက်လာတာပေါ့နော်အဲ့လိုမျိုးကျောင်းစစ်ကိုဘယ်လိုဖယ်ခဲ့တာလဲကျွန်တော်တိတော့ရှင်ဝင်လာတို့မှာကပေါ်ပေါ်ပေါ်ပါလုံးလုံးလလာလူငယ်စတိုင်နဲ့ဟုတ်ဒီလိုပဲဟိုလောက်ဆက်စီတော့လိုက်တယ်ဟုတ်အာဒီဒီစားရှိတယ်ဒီလိုက်တယ်အဲ့လိုလိုမျိုးမြင်တယ်ဟာအဲ့ဒါရဲ့အရှိမရှင်မွေလာတကောင်ရှိသေးတယ်တကောတော်တော်ကြောက်တာမြောင်းကြီးအဲ့ရှင်မွေလာတော်တော်ဆူဆူအဲ့လိုမျိုးပေါ့နော်ကျွန်တော်ဇကဝါဆိုတဲ့ဘာဘာဦးဝန်းခိုင်ဖွင့်တဲ့ဇကဝါဟုတ်တယ်တေယောဆောင်တင်တဲ့မှာ အားလုံးမင်္ဂလာပါကျွန်တော်နာမည်ရှင်မွေလာပါဘာညာဆိုပြီးတယောက်နဲ့တယောက်အဲ့လိုမျိုး presentation တွေတင်နေရောက်ရောက်ချင်းပါပဲအဲ့လိုမျိုးလောက်ခိုင်းနေလောက်ခိုင်းနေချိန်မှာကျွန်တော်ကျွန်တော်နာမည်ရှင်မွေလာပါပြောတာထစ်ထစ်နေတယ်တိုင်ပတ်နေအမှဘဘတော့ကောင်းတယ်ကျွန်တော်စူတာပါနော်ဘဘဦးကောင်းခံစူတော့ကျွန်တော်နောက်ရက်တွေကြာစိတ်သက်သေကြာပြောမသွားတော့ဘူးလို့တင်းနေမတက်တော့ဘူးဒီလုံမလုံတော့ဘူးလေဒါပဲအရန်ဟိုကြောက်လို့လေပြီးတော့အဲ့ဒါနဲ့မဟုတ်ဘူးကြိုးစားပြီးလှုပ်ကြည့်ဟိုဟိုဟာပြောကြည့်ပါနော် များများပြောရင်ပြောတတ်သွားလိမ့်မယ်ပြောရဲသွားလိမ့်မယ်အဓိကတော့တေးဥဆောင်တက်တာတေးဥဆောင်မတက်တာဟာနောက်မှအရင်ဆုံးပြောရဲဆိုရဲဘို့ကအရေးကြီးတာရှက်ကြောဖြတ်တာပေါ့နော်ရှက်ကြောဖြတ်ဖို့အရေးကြီးအဲ့ဒီဆင်းရအရင်ကြောရတယ်ကျွန်တော်အဲ့ချိန်တော့ရှက်ကြောကြီးကတော်တော်တင်းခံတယ်ရှက်ကြောကြီးရှိအဲ့ရှက်ကြောဒါသကောဝါဘဘဝန်ခံအဲ့ရှက်ကြောဖြတ်ပေးလိုက်တယ်